နေ့ဗီဒီယိုမှာတော့အခုလောလုံငန်းဝင်မှာကြုံနေရတဲ့ကျမကိုယ်တိုင်ပါဝင်ထားတဲ့သုံးဝင်ဆိုင်ဇလန်းလေးအကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်။သုံးဝင်ဆိုင်ဇလန်းဆိုတာကိုကြားလိုက်တယ်ဆိုလို့ရှိရင်လူတော်တော်များများထင်သွားကြမှာကိုရီးယားကားဘာကြီးတွေကလူမျိုးကောင်းလေးချော်ချော်လေးနှစ်ယောက်နဲ့ပြောရှင်စရာကောင်းတဲ့သုံးဝင်ဆိုင်ဇလန်းလေးဖြစ်မှာပဲလို့ထင်သွားကြလောက်တယ်ပေါ့နော်။တကယ်တော့အဲ့လိုမဟုတ်ဘူးကွယ်။အလုပ်ထဲမှာဆိုတဲ့အခါကျတော့စိတ်ညစ်စရာကောင်းတဲ့ဦးလေးကြီးနှစ်ယောက်နဲ့စိတ်ညစ်စရာကောင်းတဲ့အလုပ်ထဲကသုံးဝင်ဆိုင်ဇလန်းကြီးပေါ့။အခုဒီဗီဒီယိုကအဲ့လူကြီးနှစ်ယောက်ရဲ့ဘယ်အချက်တွေကစိတ်ညစ်စရာကောင်းတာလဲဆိုတဲ့ဟာ ကိုပြောပြမယ့်ဗီဒီယိုဆိုတဲ့ခါကျတော့တို့ရဲ့အတင်းကိုပြောသလိုတော့နည်းနည်းဖြစ်ချင်းဖြစ်သွားမှာပေါ့နော်ဒါပေမဲ့အတင်းပြောဖို့ရည်ရွယ်တာမဟုတ်ဘဲနဲ့တို့ရဲ့ဘယ်အချက်တွေကတို့နဲ့အလုပ်တူတူလုပ်နေရတဲ့ member တွေကိုစိတ်အနှောက်အယှက်ဖြစ်စေတာလဲဆိုတဲ့အကြောင်းကိုပြောပြချင်တာပေါ့နော်ဒီလုပ်ငန်းဝင်ဝင်တဲ့အချိန်မှာဆိုလို့ရှိရင်အခုပြောပြမယ့်လူတွေလိုမျိုးလူအမျိုးအစားတွေအများကြီးတွေ့ရလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတဲ့အချိန်မှာလဲကိုကအဲ့လိုမျိုးလူတွေကိုဘယ်လိုမျိုးကင်တွယ်ပြီးတော့တို့နဲ့အတူတူအလုပ်ဘယ်လိုလုပ်မှာလဲကိုကိုကာကွယ်ဖို့အတွက်ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြချင်စိတ်ပေါက်လာလို့ဒီဗီဒီယိုရိုက် လိုက်တာကွယ်အခုလက်ရှိအလုပ်လုပ်နေတဲ့အထက်မှာဆိုလို့ရှိရင်စုစုပေါင်းမှန်မှန်9ယောက်ရှိရပါတော့ပထမအကြီးဆုံးကကျတော့ project manager ဒုတိယတစ်ယောက်ကကျတော့ project leader လို့နာမည်ခံထားတဲ့ဦးလေးကြီးပေါ့နော်နောက်တစ်ယောက်ကကိုပေါ့ကြီးကျန်တဲ့2ယောက်ကကျတော့အတွေ့အကြုံနည်းနည်းငယ်သေးတဲ့ကောင်လေး2ယောက်ပေါ့နော်အဲ့9ယောက်ထဲမှာအတွေ့အကြုံနည်းနည်းငယ်သေးတဲ့ကောင်လေး2ယောက်ကကျတော့ဘာပြဿနာမှမရှိဘူးပဲဘာလို့လဲဆိုတော့သူတို့က ိုတွေပြောတယ်လို့ကိုတွေခိုင်းတယ်လို့ပဲလုပ်ရတာဆိုတော့သူတို့မှာဘာပြဿနာမှမရှိဘူးပေါ့နော်။တန်တာကိုတွေ၃ရပေါ့နော်။အမှန်တမ်းပြောရမယ်ဆိုလို့ရှင်ကိုက project leader ရော project manager ရောအမြင်ကက်တယ်ပေါ့နော်။အမြင်ကက်တဲ့အထက်မှာမှ PM ကိုနည်းနည်းပဲအမြင်ကက်ပြီးတော့ PL ကိုလုံးဝအမြင်ကက်တယ်။ဒါပေမဲ့လည်းအလုပ်ဆိုတဲ့အခါကျတော့အဆင်ပြေပြေနေရတယ်ပေါ့နော်။အဲ့ဒါဆိုတော့ကိုကမတည့်ဘူးဆိုပေမဲ့ဟိုလိုခါခါတီးတီးမုန်းနေတာမဟုတ်ဘူး။အမြင်ကက်ရုံပဲရှိရတဲ့အခါကျတော့ သူတို့နှစ်ယောက်အဆင်ပြေပြေအလုံးလုံးလို့ရတယ်ပေါ့နော်သူတို့နှစ်ယောက်ကကြတော့အချင်းချင်းလုံးဝမတည့်ကြအောင်မတည့်တာမှတော်တော်ကြီးကိုမတည့်တာကိုကဘယ်လိုဖြစ်နေလဲဆိုတော့ကျွဲနှစ်ကောင်ခတ်တဲ့ကြားမြေစာပင်လေးရတယ်တနာစရာလေးဖြစ်နေတာတနာစရာတော့မကောင်းပါဘူးဟီစရာတော့ကောင်းတယ်ပေါ့လို့လဲဆိုတဲ့ခါကျတော့ကိုကသူတို့နှစ်ယောက်ရဲ့အဲ့လိုအလုံးနဲ့ပတ်သက်တဲ့မကောင်းတဲ့အချင်းစရိုက်တွေကိုတော်တော်များများသိတယ်လို့ဖြစ်နေတာကွယ်အဲ့ဒါဆိုတဲ့ခါကျတော့သူတို့နှစ်ယောက်စကားတွေပြောကြလို့အခြေအနေတွေဖြစ်ကြပြီဆိုလို့ရှိရင်ဒီလူကြီးကတော့ဒီစကားပြောနေပြီပေါ့အဲ့စကားကငါလဲမုန်းတယ်ဒီလူလဲမုန်းပါပဲပေါ့ project leader ကြီးကတော့ဒီလိုအချိုးမျိုးတွေချိုးနေပြီပေါ့အဲ့ ဆိုတော့ဒီအချို့ကငါလဲမုန်းတယ် project manager လဲမုန်းပါပဲပေါ့သူတို့နှစ်ယောက်စကားတွေပြောကြတိုင်းရန်နေဖြစ်ကြတိုင်းငင်းခုန်ကြတိုင်းကိုကဂျားတွေကနေထိုင်းနေပြီးတော့မျက်နှာကိုဘလို့ထိုင်းရမှန်းမသိဘူးတကယ်တော့စိတ်ထဲမှာရည်ချင်စိတ်တွေအရင်ပေါက်တာကိုအခုဆက်ပြီးတော့သူတို့နှစ်ယောက်ကိုကိုဘာလို့မတဲ့တာလဲသူတို့နှစ်ယောက်ရဲ့ဘယ်အချက်တွေကိုမကြိုက်တာလဲဆိုတဲ့ဟာကိုဆက်ပြီးတော့ပြောပြမယ် project manager ကကြတော့ तू က project management လုပ်တာတော့တော်တော်နိုင်နိုင်နိုင်လုပ်နိုင်နေပေါ့နော်ဒါပေမဲ့တယူတန်ပြီးတော့ဘယ်အရာမှမဆိုသူပဲအနိုင်လိုချင်တာပေါ့နော်အဲ့ဒါကြောင့်မလို့လေသူ project တွေကအောင်မြင်တာဖြစ်နိုင်ခြင်းရှိတယ် ယ်ကွယ်။ငါပဲအနိုင်လိုချင်တော့မရရအောင်နိုင်အောင်လုပ်မယ်ဆိုတဲ့စိတ်မျိုးပေါ့နော်။တခါတည်းမှာဆိုလို့ရှိရင်じゃလူတွေနဲ့အတိတ်မတဲ့တော့ဘူးကွယ်။ဘာလို့လဲဆိုတဲ့ခါကျတော့ तू က तू ကမှားနေတယ်ဆိုလို့ရှိရင်တောင်မှ तू မှန်တယ် तू မှန်တယ်ဆိုပြီးတော့ဇွတ် तू မှန်တဲ့ဘက်ကိုမရရအောင်ဆွဲပြီးတော့ပြောတယ်အချင်းရှိရယ်ပေါ့နော်။အဲ့ဒါကကိုတကယ်အမြင်ကက်တဲ့အချက်ပဲ။ဘာလို့လဲဆိုတော့ तू မှားနေပါတယ်ဆိုတာကိုကိုကအချက်နဲ့အလက်နဲ့ထောက်ပြနေတာတောင်မှ तू ကအဲ့ဒါကို မှန်တယ်လို့ချင်တာကွယ်အဲ့လိုမျိုးဆိုရဲခါကျတော့ तू နဲ့ပြိုင်ညင်းရတဲ့လူကသူ့ကိုစိတ်ကုန်မသွားဘူးလားပြီးတော့ तू ကအထက်လူကြီးဆိုတဲ့ခါကျတော့ကိုကဘလောက်ပဲ तू နဲ့ ပြိုင်ညင်းလို့ရတယ်ပဲပြောပြောနည်းနည်းတော့ short ပေးရတာမျိုးရှိရပဲကွသူနဲ့အလုပ်တူတူလုပ်တဲ့အချိန်မှာတိလိုက်ရတာဗာလဲဆိုတော့သူက customer နဲ့ဆက်ဆံနေဆိုလို့ရှင်တော့မှာ customer တွေကိုနင်းတို့အမှားငါတို့အမှန်ဆိုတော့ပုံစံမျိုးမရောက်ရအောင်ပြောတတ်ဆိုတတ်တယ်ဗောနော်စကားပြောလဲအရန်ကောင်းတယ်လို့ပြောရမှာဗောဘဲအချိန်မှာဘလူစကလုံးကိုတုံးလိုက်တယ်ဆိုလို့ရှိရင်ငါဘက်ကအာတာချက်ရှိနိုင်မလဲဆိုတဲ့ဟာကို तू ကအမြဲတမ်းစမ်းနေပြီးတော့မှပြောတာကွယ်စကားတစ်ခုပြောမယ်ဆိုလို့ရှိရင် तू က အဲ့လိုခေါင်းထဲမှာအများကြီးစဉ်းစားပြီးတော့မှပြောတာကွယ်ကြုံလို့ပြောရမယ်ဆိုလို့ရှိရင်ကြတော့ဂျပန်လူမျိုးတော်တော်များများမှာအဲ့အဂျင်စီအရှိရေပေါ့နော် brand နေနဲ့အလုပ်တူတူလုပ်ဖူးတဲ့လူတွေဆိုလို့ရှိရင်အဲ့ဒါကိုတတိထားမိတဲ့လူတွေရှိကောင်းရှိမယ်လို့တော့ထင်တယ်ကွယ်ကို့မှာတခုခုအားနေချက်ရှိတာပဲဖြစ်ဖြစ်ခုခုအမားလေးနဲ့လုံးမိတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးအချိန်မှာဆိုလို့ရှိရင်သူတို့ဘက်ကလည်းမှားတယ်သူတို့ဘက်မှာလည်းအားနေချက်ရှိတယ်ဒါပေမဲ့သူတို့ကအဲ့ဒါကိုသူတို့ဘက်ကအမားသူတို့ဘက်ကအားနေချက်ဆိုတာကိုလုံးဝလက်မခံမင်းနဲ့ ကိုကြောင်မလို့ကိုအားနေချက်ကြောင်ကိုအမားကြောင်ဆိုတာမျိုးကိုဘက်ကိုပဲဖိပြီးတော့ပြောတာမျိုးရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးအကျင့်စရိုက်ကဂျပန်တော်တော်များများမှာရှိရလို့ထင်တယ်ပေါ့နော်အဲ့ဒါဆိုလုပ်ငန်းခွင်ထဲမှာလည်းအဲ့လိုမျိုးတွေကြုံရနိုင်ခြင်းရှိကောင်းရှိနိုင်တယ်ကွယ်အဲ့လိုမျိုးအချိန်မှာဆိုလို့ရှိရင်လည်းကိုဘက်ကလည်းမှန်းနေတယ်ဒါမှမဟုတ်လို့ရှိရင်လည်းအမားကကိုတယောက်တည်းရဲ့အမားမဟုတ်ဘူးသူတို့ဘက်မှာလည်းအမားရှိရဲဆိုလို့ရှိရင်အဲ့ဒါကိုကိုကပဲအမားလုပ်တယ်လို့မျိုးကြီးသူတို့ဆွဆွဲတာကိုငိမ့်ခက်မနေပဲနဲ့သူတို့ကိုပြန်လဲခြေပပြီးတော့အဲ့လိုငင်းခုန်နေရန်နေပါဖြစ်တဲ့ရင်လည်းဖြစ်လိုက်တာကောင်းတယ်လို့ထင်တယ်ပေါ့နော်နိုင်ကျင့်လို့ရတဲ့ ူတွေဆိုလို့ရှိရင်လူတွေကပို့ပြီးအနိုင်ကျင့်ကျင်နေဟုတ်တယ်မလားအဲ့ဒါဆိုတဲ့ခါကျတော့သူတို့တွေအနိုင်ကျင့်ကိုမခံနဲ့ပေါ့နော်ပြီးတော့အနိုင်ကျင့်မခံနဲ့ဆိုတဲ့နေရာမှာလဲကိုကဂျပန်ဘာသာစကားကိုဂျပန်လူမျိုးလူမျိုးကျွမ်းကျင်နေတာမဟုတ်ဘူးဆိုလို့ရှိရင်တော့မှသူတို့ကိုပြန်ပြောနိုင်တဲ့အခြေအနေထိဖြစ်အောင်လေ့ကျင့်ထားဖို့လိုအပ်တယ်လို့ထင်တယ်ပေါ့နော်ခုဆက်ပြီးတော့ project leader လို့နာမည်ခံထားတဲ့လူကြီးအကြောင်းဆက်ပြောမယ် ဘာလို့ project leader လို့နာမည်ခန်းလာလဲလို့ပြောရမယ်ဆိုလို့ရှိရင်ကြတော့အခု project မှာဆိုလို့ရှိရင် project leader လုပ်ချင်တဲ့လူမရှိဘူးကွယ် project တစ်ခုကိုလက်ခံလိုက်ပြီဆိုလို့ရှိရင်အဲ့ project မှာလူဘယ်နှယောက်ပါလဲဘယ်သူက project manager လုပ်မှာလဲဘယ်သူက leader လုပ်မှာလဲ member တွေကဘယ်သူတွေလဲဆိုတဲ့နာမည်စီရင်နေပါတယ်စာချုပ်စာတမ်းတွေကိုရေးပြီးတော့ customer နဲ့စာချုပ်ချုပ်ရတာမျိုးရှိရပါတော့အဲ့ကြောင့်မလို့အဲ့လူကိုနာမည်ထည့်ရမလားလို့သူဆရာ confirm လုပ်ပြီးတော့ तू ကလက်ခံလိုက်တော့ तू က project leader ဖြစ်သွားပါတော့အဲ့ဒါကြောင့်မလို့နာမည်ခန်းထားတဲ့လူလို့ပြောတာလေ ့ရဲ့ခံယူချက်ကကြတော့ကိုလှုပ်ချင်လို့ပဲဖြစ်ဖြစ်မလှုပ်ချင်လို့ပဲဖြစ်ဖြစ်ကိုတာဝန်ပေးလိုက်ပြီဆိုလို့ရှင်ကိုက leader အနေနဲ့တာဝန်ယူလိုက်ပြီဆိုလို့ရှင် leader ဆိုတဲ့နေရာမှာရှိတဲ့ ਨੇ scale တွေစိတ်ဓာတ်တွေရှိတဲ့ ਨੇ လို့တော့ထင်တယ်ပေါ့နော် scale မရှိဘူးဆိုလို့ရှင်တောင်မှ leader တယောက်ရဲ့စိတ်ဓာတ်မျိုးနဲ့အလုံးလုံးတဲ့ ਨੇ လို့ထင်တယ်ပေါ့နော်ဘလောက်ပဲ leader လုပ်ဖူးတဲ့အတွေ့အကြုံမရှိဘူးပဲပြောပြော member တွေကိုဖေးမရမယ် member တွေကို support လုပ်ရမယ်ကိုက member တွေထက်ပိုပြီးတော့တာဝန်ယူပေးရမယ်ဆိုတဲ့စိတ်မျိုးကတော့ရှိကိုရှိရမယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လူကအဲ့လိုမျိုးစိတ်ဓာတ်တစ်စက် မှာသူ့မှာမရှိဘူးကွယ်အဲ့ဒါကြောင့်မလို့ကိုကသူ့ကို leader နာမည်ခံထားတဲ့လူလို့ပဲသတ်မှတ်တာ leader လို့လုံးဝမသတ်မှတ်ဘူးပေါ့နော်သူ့စီမှာကိုမကြိုက်တဲ့အချက်တွေအများကြီးရှိရပေါ့နော်ဘယ်လိုပြောရအောင်ကောင်းပါလဲကိုကလူတွေကိုနဲ့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာနင်းနီးပေါင်းသင်းဆက်ဆံမှုဆိုလို့ရှိရင်သူတို့ရဲ့အကျဉ်းစရိုက်တွေကိုကြည့်ပြီးတော့မှပေါင်းသင်းဆက်ဆံဖြစ်တာများတယ်ပေါ့နော်အဲ့ဒီမှာမှာကိုမကြိုက်တဲ့အကျဉ်းစရိုက်လုံးဝလက်မခံနိုင်တဲ့အကျဉ်းစရိုက်၃ခုရှိရပါတော့။အဲ့၃ခုထဲမှာတစ်ချက်နဲ့ညှိနေပြီဆိုလို့ရှိရင်အဲ့လူကိုကိုကအတက်နိုင်ဆုံးရှောင်ရှားရတယ်မပေါင်းချင်ဘူးပေါ့နော်။နောက်တစ်ချက်ကဘာလဲ ဆိုတော့အရန်တွယ်ကတ်တက်တဲ့လူပေါ့နော်ကိုမတွယ်ကတ်စေချင်တဲ့လူဆိုလို့ရှိရင်တော့နည်းနည်းလေးလားတွယ်ကတ်တာနဲ့အဲ့လိုမကြိုက်တော့ဘူးကိုအသူကိုချင်တဲ့စိတ်မရှိဘဲနဲ့ကိုပဲအမြဲလားအကိုပြီးကိုပဲလားတွယ်ကတ်နေတာမျိုးမကြိုက်ဘူးပေါ့နော်ပြီးတော့ဒုတိယတစ်ချက်ကကြတော့စကားတွေကိုဘလောင်းမလဲပြောပြီးတော့စကားတွေကိုဟိုပို့ဒီပို့လုတ်တက်တဲ့လူပေါ့နော်အဲ့လိုမျိုးလူမျိုးဆိုလဲလုံးဝလက်မခံနိုင်တတိယတစ်ချက်ကကြတော့ဂုံချောတက်တဲ့လူပဲကိုကိုယ်တိုင်လည်းအဲ့လိုမျိုးအချက်တွေလုံးဝမလုပ်ဘူး ကိုလာလို့လို့ရှင်လဲတစ်ဆက်မှမကြိုက်ဘူးအဲ့လိုမျိုးကျင်းစရိုက်ရှိတယ်ဆိုတာကိုကိုတတိထားလိုက်မိရနဲ့အဝေးရနေရှောင်းနေပေါ့နော်အခုပြောတဲ့ project leader ဆိုတဲ့လူကြီးမှာအဲ့အချက်၃ချက်လုံးအပြည့်အစုံရှိနေတာကိုအဲ့ဒါဆိုတော့ကိုကလုံးဝတဲ့စရာအကြောင်းကိုမရှိတော့ဘူးပေါ့နော်အဲ့ဒါအပြင်းကိုသူကအလုတ်ထဲမှာဆိုလို့ရှင်လဲအလုတ်ကောင်းကောင်းမလုတ်ချင်ထောင်းခိုးချင်တာကိုပြီးတော့နောက်တစ်ခါကျတော့သူကဘယ်လိုပြောရင်ကောင်းပါလဲသူကအရင်အလုတ်ပေါ့နော်အခုလက်ရှိကိုယ်ရေလုံးမှာမဟုတ်ခဲနဲ့အရင်အလုတ်မှာသူကစိတ်ထန်ရတယ်အများကြီးရခဲ့တယ်ဆိုပြီးတော့ပြောတယ်ကြားတယ်ပေါ့နော်သူကဒါရဲ့ ဲ့ပြောတာတော့မဟုတ်ဘူးဘလို့စိတ်ဓာတ်ရရခဲ့ဆိုတာလဲကိုတော့မသိဘူးဒါပေမဲ့ယုံဝလူကြီးတွေကကိုရီကိုပြောထားပါဘောနော် तू ကအရင်အလုံမှာစိတ်ဓာတ်ရမျိုးရခဲ့တာရှိတယ်အဲ့တော့သူ့နဲ့စကားတွေပါပြောဆိုဆက်ဆံတဲ့အချိန်မှာဖေးမှပြီးတော့ကျင်ကျင်နာနာလေးဆက်ဆံပေးပါဆိုပြီးတော့ယုံဝကကိုရီကိုပြောထားရှိတယ်ကွအဲ့ဆိုကိုအပါအဝင်တခြား project ကမန်ပါတွေယုံဝဝန်ထမ်းတွေအကုန်လုံးကလည်းသူ့ကိုအဲ့လိုမျိုးပေါ့နော် ဖေဖေမမနဲ့ချင်းချင်းနန်းနာဆက်ဆံကြတယ်ကွဒါပေမဲ့အခုလက်ရှိသူနဲ့အလုပ်လုပ်တာတလပဲရှိသေးရဲ့သူ့ရဲ့အကျင့်စရိုက်တွေအလုံးနီးပါးကိုကတိသွားပြီကွအဲ့ချိန်မှာပို့ပြီးတော့အမြင်ကက်လာပြီးတော့သူ့ရဲ့အရင်ကရခဲ့တဲ့စိတ်ဒဏ်ရာဆိုတာကိုလည်းနားလေပေးနိုင်စွမ်းကိုချင်းစာပေးနိုင်စွမ်းမရှိတော့ဘူးပေါ့နော်တရားရုံးမှာ trauma ကြီးရှိနေရဲ့စိတ်ဒဏ်ရာကြီးရှိနေရဲ့ဆိုလို့ရှိရင်အဲ့သူတို့ရှိနေတာကိုတိတာနဲ့ပတ်ဝန်းကျင်ကလူတွေကအကောင်းဆုံးဆက်ဆံပေးကြတယ်ဟုတ်တယ်မလား ကျင်ကျင်နာနာယူရရဆက်ဆံနေတို့စိတ်တရံရမယ်ကိစ္စတွေကိုလုံးဝရှောင်ရှားပေးကြတယ်ကွယ်ကိုကိုတိုင်းလည်းအဲ့လိုမျိုးပဲရုံဝလူတွေလည်းအဲ့လိုမျိုးပဲပေါ့နော်စိတ်တရံရှိရလူတွေမှာလည်းအမျိုးအစားတွေအများကြီးတော့ကွဲသွားတယ်ဟုတ်တယ်မလားအမျိုးအစားအများကြီးဆိုတာဘယ်လိုပြောရင်ကောင်းပါလဲချို့လူတွေကတို့မှာလည်းစိတ်တရံရှိတယ်ဒါပေမဲ့တို့ရဲ့စိတ်တရံကိုဘန်းပြပြီးတော့ခွင့်အရေးတွေလုံးဝမယူတတ်ဘူးလေဟုတ်တယ်မလားဒါပေမဲ့အခုလူကြီးကကြာအဲ့လိုမျိုးမဟုတ်ဖဲနဲ့ 都也是这样，有攀比啊，不要，看人家穿了，路一眼看啥呀？哎，不咯，把路一路看啥呀了？那时候都先吃了，都拿自家表来吃嘛，过了一眼挺吃过的，多，内在嘛嘛表那么家伙。 သူ့နဲ့အငင်းအခုံဖြစ်လို့မရဘူးသူ့ကိုအရှော်မပေးလို့မရဘူးအဲ့မျိုးအချိန်မှာအလုံးလုံးတယ်ဆိုကြတဲ့ကူကဘငင်းခုံလေးဖြစ်မယ်သဘောထားမတိုက်ဆိုင်တာလေးဖြစ်မယ်ညှိရတာလေးဖြစ်မယ်ဒေသန်နည်းနည်းမာသွားတာလေးရှိနိုင်တယ်စကားပြောလေးနည်းနည်းပြက်သားသွားတာရှိနိုင်တယ်ဟုတ်တယ်မလားဒါပေမဲ့ तू ကအဲ့လိုမျိုးဖြစ်ပြီးဆိုတာနဲ့အဲ့လိုမျိုးဖြစ်တိုင်းဖြစ်တိုင်းကိုဘုံမှာရှိတဲ့လူကြီးအကြီးဆုံးကိုတော်တော်တိုင်နေပေါ့နော် project manager နဲ့မတည့်တာအဲ့ကိစ္စပဲပေါ့နော် project manager ကကြတော့စကားပြောတဲ့နေရာမှာနည်းနည်းပြက်သားတယ်ကွတကယ်တမ်း project manager ပြောတဲ့စကားတွေကိုနားထောင်ကြည့်မယ်လေးသန်တွေကိုနားထောင်ကြည့် ည်မယ်ဆိုလို့ရှိရင်ပုံမှန်လူတွေစကားပြောသလိုပဲကွဒါအဲ့လူကြီးကအလုံးလုံးတာမှတလားလောက်ရှိသေးတယ် project manager ကိုတိုင်တာ10ခေါက်လောက်ရှိပြီအဲ့ဒါဆိုတော့ project manager ကြီးကလည်းသူကလည်းစိတ်ဓာတ်ရရတော့မှာပေါ့လေသူလည်းဘာမှမလုပ်ဖဲနဲ့ခဏခဏအတိုင်ခံနေရတာဆိုပြီးတော့အဲ့လိုမျိုးပုံစံမျိုးပေါ့နော်တစ်ခေါက်နှစ်ခေါက်မှာဆိုလို့ရှင်တော့ကိုရီးယားအော်ပေါ့နော် project manager ပြောတာနည်းနည်းလွန်သွားတဲ့နေမှာပေါ့သူဒါကိုခံနိုင်မရှိဘူးနေမှာပေါ့ဒါပေမဲ့ဘာမှမဟုတ်တဲ့ကိစ္စလေးတွေဘာမှလေးစံမမာပဲနဲ့နည်းနည်းလေးညင်းခုန်ဖြစ်သွားတာနေရင်ကို तू ကတော့တော့တိုင်တာပေါ့နော်အဲ့ဒါကြီးကိုတော့ကြားလာတော့မဖြစ်သင့်တော့ဘူးလို့ပဝင်းကျင်ကလူတွေအားလုံးကခံစားလာရရယ်ပေါ့နော်အဲ့ဒါဆိုတော့ကိုရီအမြင်မှာလဲ तू ကသူ့ရဲ့စိတ်ဓာတ်ရောင်ဘန်းပြပြီးတော့အားလုံးကိုအခွင့်ထူးခံနေတယ်လို့ခံစားလာရရယ်ပေါ့နော်နောက်ထပ်တစ်ခုကဘာလဲဆိုတဲ့ခါကျတော့တောက်ခစားတစ်ခါဖြစ်လိုက်ပြီးဆိုတာနဲ့နောက်ရဆိုရင်ယုံလုံးကမလာတော့ဘူးကွယ်အဲ့ဒါဆိုတော့ तू လုံးရမဲ့တောင်းဝင်နေကိုလဲ တခြားလူတွေကလှုပ်ရတယ်တခြားလူတွေလှုပ်တယ်ဆိုတာလည်းအငငယ်နှစ်ယောက်ကကြတော့ဘာမှမသိတော့ဘာမှသူကမလှုပ်တတ်ဘူးကွယ်ကိုကပဲလှုပ်ရတာဆိုတော့ကို့အပေါ်မှာလည်းဓာတ်ရိုက်တဲ့ရောက်မှုတွေဖြစ်လာတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဒီ schedule ထဲမှာဆိုလို့ရှိရင်ဒီအလုပ်ကိုသူလှုပ်ရမယ်ဆိုပြီးတော့နာမည်နဲ့တခါတည်းဆွဲပြီးသားကွယ်အဲ့မှာမှ तू က तू လှုပ်ရမယ်အလုပ်ကခက်နေတယ်ဆိုလို့ရှိရင်နောက်နေ့ရုံးမလာတော့ဘူးအဲ့အခက်ကအဲ့တည့်ရက်ထဲအပြီးလှုပ်ရမှာအဲ့ဒါဆိုတော့ तू ရုံးမလာတော့ အဲ့ဟောင်မပြီးပြီးအောင်လုပ်ရမယ်တောင်းဝင်ရကြံတဲ့လူတွေတောင်းဝင်ဖြစ်နေတာကွယ်အဲ့ဒါဆိုတော့လုံတက်တဲ့လူကလည်းကိုဝဲရှိရအဲ့လိုမျိုးပုံစံမျိုးနဲ့လဲသူ့ရဲ့အဲ့လိုမျိုးပြင်းတဲ့စိတ်တွေကကို့အပေါ်မှာဒါရဲ့တက်ရောက်မှုတွေရှိလာပြန်ရောအဲ့မှာရင်ကိုကလုံးဝသူ့ရဲ့စိတ်ဓာတ်ရာတွေကိုနားလည်မပေးနိုင်တော့လောက်အောင်ကိုအမြင်ကက်သွားတယ်ပေါ့နော်ဒါကသူ့လိုပြောချင်းဆိုလို့ရှိရင်ကို့မှာရှိတဲ့စိတ်ဓာတ်ရာတွေကသူ့မှာရှိတဲ့စိတ်ဓာတ်ရာတွေထောင်ပုံများသေးတယ်ဒါပေမဲ့ကို့ရဲ့စိတ်ဓာတ်ရာတွေကိုဖွဲ့နှွဲပြီးတော့အဲ့လိုအခွင့်ထူးခံနိုင်ရိုးတွေတစ်ခါမှမရှိဘူးပါဘူး သူ့ကြမှာအဲ့လိုမျိုးရေးပြီးတော့နောက်တစ်ခုကကြတော့ तू ကလီဒါနေရာမှာနာမည်ခံလိုက်တယ်ဟုတ်တယ်မလားနာမည်ခံတဲ့အချိန်မှာလည်းရုံးကသူ့ကိုမေးရပေါ့နော်နင်းဒီနေရာမှာလီဒါနေရာမှာနာမည်ခံခြင်းလားနင်းနာမည်ထည့်မယ်ဆိုတော့ तू သာလီဒါမလုပ်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော်နာမည်မထည့်နဲ့ကျွန်တော်မလုပ်နိုင်ဘူးလို့ပြောမှာပဲလေဒါပေမဲ့ तू ကလည်းလီဒါလုပ်ချင်တဲ့နေမှာပေါ့ရေးလီဒါဖြစ်တဲ့အချိန်မှာလည်းလီဒါစိတ်ဓာတ်မျိုးတစ်စက်မှမရှိဘူးခုနပြောသလိုလုံးခက်ခက်ကြီးတွေလုံးရမယ်ဆိုလို့ရှိရင် तू ကကိုယ့်ကိုအရင်လာပြီးတော့မေးသေးတယ်ဒီအလုပ်ကြီးကဘာတွေကိုလုံးရမှာလဲဘယ်လိုပြင်ရမှာလဲဆိုတော့ကိုယ့်ကိုလာမိကိုယ့်မှာလည်း master brain ရှိ နေရမဟုတ်ဘူးလေ။ तू လုံးရမဲ့အလုပ်တွေကိုကိုကတိနေလောက်တဲ့ဉာဏ်ပညာလည်းကိုမှမရှိဘူး။အသိပညာလည်းကိုမှမရှိဘူး။ဟုတ်တယ်မလား။အဲ့ဒါဆိုတဲ့အခါကျတော့ကို့လာမေးလို့ရှင်လဲငါလည်းမသိဘူး။အဲ့ဒါရှာဖွေပြီးတော့မှဘယ်ဟာပြင်ရမလဲဆိုတာတိမှာ။အဲ့လိုမျိုးပြောလို့ရှင်လဲ तू ကမကြိုက်ဘူး။ကို့က तू ကတော်တော်တိုင်သေးတယ်ထင်တယ်။တိုင်တာကဘလို့လဲဆိုတဲ့အခါကျတော့ तू ကအခုမှလီဒါဆက်လုပ်ဖူးတာပေါ့။တိတ်မလုံနိုင်ဘူးပေါ့။သူ့ကိုကူညီပေးဖို့အတွက်ပြောပေးပါအောင်ဆိုပြီးတော့လူကြီးကတစင်ပြောတာကွ။လူကြီးကကို့ကိုနင်သူ့ကိုကူညီပေးလိုက်ပါအောင်စပို့လုပ်ပေးလိုက်ပါအောင်ဆိုပြီးတော့ခဏခဏပြောတယ်ကွ။ပြောတဲ့အချိန်မှာလဲ၃၄၅ ားကြီးရဲ့ဇက်တိုက်နေတိုင်းလာပြောတဲ့ချိန်ကျတော့ကိုယ်စိတ်ထဲမှာဒုက္ခဖြစ်သွားရည်လေကိုကသူ့ကိုဘာမှမကူညီဘူးဆိုပြီးတော့တော်တော်ချွန်းနေတာလားမသိဘူးဆိုတဲ့စိတ်ကြီးကကို့မှာဝင်သွားပြီကွယ်တကယ်တော့ project manager ကြီးရဲ့ project management ကိုကူညီပေးရတာလဲကိုပဲကွယ်ပြီးလို့ရှိရင်အငွေနှစ်ယောက်ကိုအလုံးနဲ့ပတ်သက်လို့ရှင်းပြရတာလဲကိုပဲကွယ်သူကဂျားတဲ့ကနေစိတ်ဓာတ်ရရသွားလို့ဝမ်းနေနေလိုက်နေမကောင်းလို့ခွင့်ယူလိုက်ဒီအိစဲကြီးကိုတနေ့ကုန်ဒီလိုဟိုဆွဲဒီဆွဲကြည်လိုက်ဒါပဲလုံနေတာကွယ်ဘာမှဖြစ်ဖြစ်မြင်မြောက်အလုံးလုံးတယ်ဆိုတာမရှိဘူးလို့ထင်တာပဲကွယ်အဲ့ဒါကို तू က तू လည်းဘာမှမလုပ်နေပဲနဲ့ကိုယ်ကိုမကူညီဘူးဆိုတဲ့ပုံစံမျိုးနဲ့ဂုံချောတဲ့စကားတွေကပြောသေးတယ်။အဲ့မှာကိုကသူ့ကိုမချင်မဲနေတော့မလားဟုတ်တယ်မလား။ဒါပေမဲ့လေကိုကတခြားလူတွေကိုဘယ်လို support ပေးနေလဲဆိုတာကိုလူတွေကမြင်ရတဲ့အချိန်ကျတော့ तू ပြောသမျှကိုတော့မယုံဘူးပေါ့နော်။ဒါပေမဲ့လေပြောတဲ့ဟာကို action ယူရဲရှိအောင်လို့ပေါ့နော်။ ဒါလေးလှုပ်လိုက်ပါအောင်ဆိုပြီးတော့သူ့ရှိမှာပဲလာပြောတာမျိုးကြီးရှိတာပေါ့နော်အဲ့လိုမျိုးကိုယ်ကလာပြောပြီးဆိုကိုကသူ့ကိုဂျိုးကြီးပဲချိန်ပေးလိုက်တာ誒အဲ့လိုမျိုးကျမကလည်းမတည့်ဘူးဆိုရင်စက်မှမတည့်ဘူး誒နောက်ကြတဖြည်းဖြည်း तू ကဘာတွေဆိုးလာလဲဆိုတဲ့ခါကျတော့ तू လှုပ်ရမယ့်အလုပ်တွေကိုလည်း तू ကမလှုပ်ချင်ဘူး तू ကအရန်သိမယ်လှုပ်ချင်တာကွယ်ဒီ process ကြီးဖြစ်မြောက်ဘယ်လိုလှုပ်ရမလဲဆိုတာကိုတရင်အချက်လက်အများကြီးကိုဖတ်ပြီးတော့မှဆုံးဖြတ်ရတာမျိုးရှိရယ်ကွယ်အဲ့လိုမျိုးချိန်မှာဆိုလို့ရှိရင်လည်း तू ကအဲ့လိုမျိုးတွေလုံးဝမဖတ်ချင်ဘူးကိုယ်ကိုပဲဖတ်ပေါ့ ြီးလို့ရှိရင် तू อ่ะဒါလေးပြင်ရမယ်ဆိုဒါလေးပဲပြင်တော့မယ်ပေါ့အဲ့လိုမျိုးချိုးမျိုးလဲလုံးချင်တာကြီးပြီးတော့နောက်ထပ်ဒီစားကောင်းတယ်မကြိုက်တာရှိသေးတယ်အဲ့ဒါပါလဲဆိုခါကျအီးတွေကလည်းရမ်းပေါက်တာကြီးတနေ့တနေ့အဲ့လိုနန်းစုံတွေရဲ့အီးတွေကိုကြိတ်ကြိတ်ပေါက်နေတာကြီးအဲ့လိုမျိုးလဲလက်မခံနိုင်ဘူးပေါ့လို့ ီးတော့ထိုင်လာလဲကိုဘေးမှာထိုင်လာရေကိုကနေရာရွာပြောင်းကြတဲ့ချိန်မှာသူ့နောက်ကိုမထိုင်ချင်လို့မှဒေါင်စွန်းနေရာလေးကိုရွေးပြီးတော့ထိုင်လိုက်တာကိုစိတ်ထဲမှာတော့ဒေါင်စွန်းရဲ့ဘေးနားလေးကနေရာလေးကအငဲနှစ်ယောက်ထဲကတယောက်ရှိရေပေါ့အဲ့ဒါဆိုငါကဒေါင်စွန်းမှာထိုင်လိုက်အဲ့လူကြီးနဲ့ဝေးကွာပြီပေါ့အဲ့လိုမျိုးတွေးပြီးတော့ ဒီတောက်နေရာလေးကိုဥပြီးတော့ထိုင်လိုက်တာအဲ့အဲ့တော့ तू ကအငယ်လေးကိုငားတဲ့ तू နဲ့နှီးမဖြစ်မှားတယ်ဘာလို့လဲဆိုတော့ project နဲ့ပတ်သက်တဲ့အလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတိုင်ပင်ဆွေးနွေးရဆိုလို့ရှိရင်ねကဲ့ရဲ့ဖြစ်နေမှာဖြစ်မှားတယ်အဲ့ဒါကြောင့်မလို့တဲ့နေရာလဲပြီးွားဆိုပြီးတော့အဲ့ အငယ်ကောင်လေးကိုလဲခိုင်းလိုက်တာကွယ်အဲ့ကြကောင်လေးကလည်းသူကအကြီးဆိုတော့လဲပြရပါဗောနော်လဲပြရခါကျတော့ကိုကသူ့ဘေးနာကက်ရပြန်ဖြစ်သွားတယ်အဲ့မှာရရန်စိတ်ညစ်တာငါသူ့ရဲ့ internet နေလည်းမခံချင်ဘူးပေါ့သူ့မျက်နှာကြီးလည်းမကြည့်ချင်ဘူးပေါ့အဲ့ဒါကိုဘာလို့ဘေးနာမှာလာကြနေရလဲပေါ့အဲ့မှာကိုယုံကြည်ရလဲနေတိုင်းနေတိုင်းသူကစကားပြောရရင် email နဲ့အငယ်ကောင်လေးနဲ့ပြောရရင်တော့ email မှာဘူး ကြည့်လို့ရရပါတော့လောကရှုပ်တယ်သူ့ကိုအမြင်ကက်တယ်အဲ့ထဲမှာမှသူ့ရဲ့အီးနိုင်ရဆိုးနေရဆိုတော့တကယ်လက်မခံနိုင်ဘူးလေဟုတ်တယ်မဟုတ်လားဒီမပေါက်တဲ့အချိန်ကြလို့ရှင်ဘာနဲ့ထွက်လဲဆိုတော့ခြေအိတ်မလျှော်တဲ့အနံထွက်တယ်အဲ့အနံကြီးကအင်ဂျင်ဆရာမကောင်းဘူးလားဘယ်သူမှမဆိုအဲ့နံမကြိုက်ဘူးလေဟုတ်တယ်မဟုတ်လားသူ့ကိုသူလည်းနမ်းမရဘူးလားလည်းမသိပါဘူးအဲ့ မျိုးကိစ္စတွေကြတော့ပြောလို့ရှိရင်လည်းသူ့ကိုစိတ်ထင်ရပေးတဲ့အကြီးကတရခံဖြစ်ရင်ဖြစ်သွားအောင်ပါ။အဲ့ဒါဆိုတဲ့ခါကျတော့ကိုရင်းမှာသူနဲ့အလုံးလို့ရတဲ့အချိန်မှာဘာမှမပြောရဲမဆိုရဲနဲ့အရန်တတိထားရတာမျိုးဖြစ်နေရပါတော့နော်။သူ့ကိုကြည့်ပြီးတော့ကိုကိုလည်းအများရန်တတိပေးပြတာရှိရယ်ကွ။ငါသူ့ရဲ့ဒီလိုပုံစံမျိုးတွေကိုမကြိုက်တာပေါ့။သူ့ရဲ့ဒီလိုပုံစံမျိုးတွေကြောင့်မို့လို့အလုတ်ထဲမှာရှိတဲ့ member တွေကအနှောက်အယှက်ဖြစ်ရတယ်။အလုတ်ထဲမှာအနှောက်အယှက်ဖြစ်ရတယ်ပေါ့။ ဲ့တော့ငါကလေးဆိုလို့ရှိရင်လည်းငါကြောင့်မလို့ညားတွေအနှောက်အယှက်မဖြစ်အောင်လို့တခြားမိန်းမတွေအနှောက်အယှက်မဖြစ်အောင်ဓာတ်တွေကိုစောင့်တင့်လဲဓာတ်တွေကိုရှောင်တင့်လဲဆိုတော့ကို့ကိုပြန်ပြီးတော့သတိပေးပြတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့လီဒါနေရာရောက်လာတယ်ဆိုလို့ရှိရင်လီဒါနေရာမရောက်ဘူးဆိုလို့ရှိရင်တော့မကြီးစကားတော်ရှိသေးရဲ့ကွယ်တခင်စိတ်မွေးရင်တခင်ကျွန်စိတ်မွေးရင်ကျွန်မယ်ဟုတ်တယ်မလားအဲ့တော့ကိုကလီဒါမဟုတ်ဘူးဆိုလို့ရှိရင်တော့မကို့မှာလီဒါစိတ်အပြည့်တာဝန်ယူမှုအပြည့်ရှိရဲ့ဆိုလို့ရှိရင်ကိုကလီဒါပဲကွယ်ဒရိုင်းလူတိုင်းမှာငါကခေါင်းဆောင်မယ်ဆိုရဲကို့တာဝန်ကိုယူမယ်စိတ်တခြားလူတွေကို support လုပ်ပေးခြင်းနဲ့စိတ်မျိုးရှိထားတဲ့နယ်လို့ထင် င်နေပေါ့နော်ဒီနေ့ကတော့လောက်ပါပဲနောက်မှပြန်တွေ့ပါမယ်တတား